ျွန်တော်ကတော့ခရမ်းမြို့နယ်မမကြီးရွာရဲ့မှာနေထိုင်တဲ့တောင်သူကြီးဦးတဝင်းဖြစ်ပါတယ်။အခုကျွန်တော်ဒီနေရာမြေမှာခုတ်ဖုံးပက်ဒီစိန်ခုတ်ဖုံးစနစ်လေးကိုဒီခေတ်မှာစတင်ဆောင်ရွက်ထားပါတယ်။ဒါတွေကိုဘုရားဤပညာရခဲ့လဲဆိုရှင် all ADZ စီမံကိန်းရဲ့ပံ့ပိုးကူညီမှုအနေပြီးတော့အစီအကြီးဦးသိန်းစုစီကနေတင်နန်းပို့ချကလို့ရခဲ့ရတာပါ။ဒီစနစ်ကိုဟိုပတ်တုံးငယ်ကတော့ကျွန်တော်တို့တမင်ယူကြတော့ထွန်ဆက်တွေနဲ့တုံးပြီးတော့ ီပေါ်ထော်ဆက်တစ်ထပ်မောင်းလိုက်တယ်ပေါ့နော်ထော်ဆက်တစ်ထပ်မောင်းယူမြေအန်ကြတော့မှပဲကိုကျဲတယ်ကျဲပြီးတော့နောက်ထပ်ထွန်ဆက်က၃တက်၄တက်လောက်ပြန်ပြီးတော့လောက်ရတယ်ဒီရင်စနစ်တရားအုံချောင်းမှုတွေများတယ်ဗျာဒီရင်နှစ်တရားဆိုရင်ထွန်ဆက်တလွာကို2000ပေးရတယ်ပေါ့နော်ဒီဒီလေဆိုရင်မြေကြီးကျန်တဲ့အတွက်ကျွန်တော်၅တက်လောက်မောင်းရတယ်ထွန်ဆက်ခရရပဲ3သိန်းလောက်ကျတယ်ပေါ့နော်ဒီခုခုတ်ခိုးစနစ်ကြတော့ကျွန်တော်ဒါမြေရမ်းဆက်လေးပဲဝယ်လိုက်တယ်ကျွန်တော်အင်အားနဲ့ကျွန်တော်လုပ်တဲ့အခါကုန်ကြမှုမရှိဘူးစီဘူးလေး ဒီလေနှေကပြပြဦးဓာတ်စီ၃ပူပဲကုန်ပါတယ်ပေါ့နော်တက်တာတာပေါ့နော်အများကြီးတက်တာတဲ့အပြင်ပဲကိုယာတိရှေ့ဦးမိအောင်ယာတိချင်းကို sort of sorry မိအောင်တော့ဟိုကဒီစနစ်ကအဆင်ပြေတယ်ပေါ့နော်နောက်တဲ့ကျွန်တော်ဘာကိုကြိုက်လဲဆိုရင်အရင်ထွန်ရမှုပုံစံတွေကမြေကြီးမှာအကျိုးပြုအမှုစုဝါဘိုးတွေကိုထွန်ရမှုပုံစံကအထက်ထက်မောင်းလိုက်တဲ့အတွက်သူတို့ဟာလေးတွေကတဘာဝလုံးဆောင်မှုလေးတွေပျက်စီးသွားတာပေါ့ဒီခုပ်ပိုးစနစ်နဲ့ကြတော့ ဒီမြေကြီးမှာရှိတဲ့အလူစီပွားပိုးလေးတွေကိုတို့ရဲ့ဟိုအကျိုးမြေကြီးအတွက်အကျိုးရှိအောင်လုပ်တဲ့ဟာလေးတွေကိုခေါပေါ်ကကူညီပေးတဲ့အတွက်မြေကြီးမှာပိုးပြီးတော့ကျန်းမာရေးကောင်းတယ်ပိုးပြီးတော့လည်းအကျိုးဖြစ်ထွန်းတယ်ပေါ့နော်မြေကြီးမှာဒီနေ့စနစ်ကိုတည်တာတော့တစ်နှစ်ကျော်သွားပါပြီဒါပေမဲ့ဆရာကြီးဒီမှာတန်တန်းတက်ပြီးတဲ့အခါကျတော့ကျွန်တော်လေယာဉ်မြေမှာရိုးပြတ်တို့ကောက်ရိုးတို့ကမရှိဘူး ါဒါဒီနှစ်ကြမှာဂျိုတင်ပြင်ဆင်ပြီးတော့ဒီခုတ်ဘိုးစနစ်လေးကိုစင်ပြောင်းဆောင်ရွက်ထားတာပါဒီစနစ်စိုက်ဖို့ကတော့ဂျိုတင်ပြင်ဆင်မှုပိုင်းကတော့ရှိရပြန်ဘာလဲဆိုတော့ကျွန်တော်တို့ကအခုရိတ်ဆက်နဲ့ရိတ်တဲ့အခါမြေကြီးမကျွံအောင်အနေရွယ်လေးဖြစ်အောင်ချိန်ရတယ်ပေါ့နော်စပားမဲ့ကင်လေးကနေပြီးတော့လေကိုရေမြောင်းလေးတွေဆွဲပေးရတယ်ရေမြောင်းလေးဆွဲပြီးတော့ကိုလုံးမဲ့အချိန်နဲ့အန်ကြအောင်လေချိန်ရတာပေါ့နော်ဒီတဘာဝနေပူချိန်နဲ့ဘယ်လိုချိန်ရလဲဆိုတော့ နေပူတော့ဟိုနေလိုက်တော့ဟိုရှိလိုက်တဲ့အခါမှာကျတော့မြေကြီးမှာဘိန်းကြုံရမထင်ဘူးပေါ့နော်ဒါဘိန်းကြုံရမထွန်တဲ့အတွက်ဒီမှာရမ်းလို့ရမ်းရတာလည်းအဆင်ပြေတယ်ပေါ့အဲ့လိုပြစီမှုပိုင်းတွေတော့လောက်ရတယ်ဗျလာပြီးတော့ဟိုနေပေါ့မကျဲခင်နေကွာတဘာဝမိုးလေဝတာလည်းရှိသေးတယ်လေမိုးရရင်ရေအလိုလျောက်စီးသွားအောင်ကိုဘက်ဒီမှာဆိုကျွန်တော်ရေမြောင်းနေငကူလေးကွာပြင်ဆင်ထားရတယ်ရေမြောင်းနေမိုးရရင်သူကရေကြွားသွားမယ်ပဲပြင်က မိုးရံကိုခံနိုင်ပေမဲ့ရေကြာကြာဝတ်တာကိုတော့သူကမခံနိုင်ဘူး။ကြောင်ရေကြာကြာမဝတ်နိုင်ဘူး။ရေမြောင်းတော့ရင်းနှီးလှုပ်ပေးထားရတယ်။ခုခေါပုံးစနစ်နဲ့ရင်တမင်ရွေးကြထွန်ဆက်ရင်းနဲ့ထွန်ရက်ဆိုင်ပြုတ်တဲ့စနစ်ဘာကွာလဲဆိုလို့ရှိရင်ခေါပုံးစနစ်ဒီယာဒီဆော့ပြီးတော့ပဲကြပါတယ်။တို့ကျွန်တော်တို့ခုဘက်မှာထွန်ဆက်နဲ့မောင်းမယ်အရစ်ဒီဆိုရင်ခုတည်းကြီးပဲမကြသေးဘူးပေါ့နော်။အထွန်းတော့ကတော့ဟိုရှင်ကြည့်ရမှာပေါ့ကျွန်တော်ဒီနေ့မှာစလုပ်တာလေ။ကုန်ကြမ်းမူပါရတော့မနေဘူး။ တတ်တာတာပေါ့သူမထုံမရက်ပါဘူးဆိုတဲ့ဟိုကကျွန်တော်တို့ကကုံချမ်းဘူးကမနေဘူးတတ်တာဝါပြီလေပဲလေကိုထွက်နေမယ်လို့အမှန်နဲ့သူကရာသီဆော့တဲ့အတွက်လေ US ဆိုတာတရားလေးတွေကဒါ US ပဲလေတရားပြောတာဒါလေးတွေ US ပဲလေဒါစီရွက်ခေါ်တယ်အောက်ကပဲဒီစိအစံလေးရထွက်လာတယ်စီရွက်စီရွက်ကနေအပေါ်တက်လာတာကြတော့ဒါ true leaf လို့ခေါ်တာပေါ့ US စစ်ဟောခေါ်ဖို့စနစ်ကနေဘာတွေညှို့လဲနေဆိုရင်ဒီကအောင်မြင်သွားရင်လက်သမားတွေအတွက်အများကြီးအကျိုးရှိမယ်ကျွန်တော်လောက်တာကို ိုဘေးကပါဝတ်ကျင်လဲသမားတွေကလည်းစိတ်ဝင်စားကြရတယ်သူတို့ကတော့လိုက်တော့မတော်သေးဘူးစောင့်ကြည့်နေကြရတယ်ပေါ့နော်ဒီစတဲ့အောင်မြင်သွားလို့ရှင်ကျန်တဲ့လေသမားတွေကလည်းလိုက်လုတဲ့အခါကျတော့သူတို့မှာကုတ်ကြားမှုတက်တာပြီးတော့အထွတ်နှုန်းတွေပိုလာရင်သူတို့ရဲ့စီးပွားရေးတွေနောက်လူတွေရဲ့စီးပွားရေးတွေအဆင်ပြေသွားတာပေါ့အဲ့အဆင်ပြေစီခြင်းနဲ့ညှိနှက်ချက်တော့ရှိတယ်တောင်တူဘွားက